ဘာစီလိုနာရဲ့နူကန်ကွင်းကြီးစီတိတ်တိတ်လေးသွားရောက်ပြီးတော့အားလုံးကို surprise တိုက်ခဲ့တဲ့ Messi မင်္ဂလာပါများ Red Bull တိုင်းကတင်ဆက်နေပါတယ်ဘာစီလိုနာအသင်းရဲ့ကနဝင်ကစားမကြီး Lionel Messi ဟာကန်နူကွင်းတစ်ကြီးစီကိုနိုမာ9ရက်နေတုန်းကတိတ်တိတ်လေးသွားရောက်လဲပတ်ခဲ့ပါတယ်အာဂျင်တီးနားလေရင်တင်းတဲ့ပူပေါင်းမှုစပိန်နိုင်ငံကိုရောက်ရှိနေခဲ့တဲ့မက်ဆီဟာဘာစီလိုနာအသင်းကတာဝန်ရှိသူတဝူတယောက်ကိုမှအတိမပေးဘဲနဲ့ကွင်းတစ်ကြီးစီကိုတွားရောက်ခဲ့တာဖြစ်ပါတယ်။ကွင်းစားဝန်ထမ်းကလည်းမက်ဆီကိုဝင်ခွင့်ပေးခဲ့ပါတယ်။မက်ဆီကကွင်းထဲမှာဓာတ်ပုံတချို့ရိုက်ပြီးတဲ့နောက်ပြန်ထွက်သွားခဲ့ပါတယ်။ သူရဲ့ Instagram ကနေကစားမတယောက်အနေနဲ့အခွင့်အရေးမရခဲ့တဲ့အနောက်ဆက်စကားပြောဖို့ပြန်သွားခဲ့တာပါလို့ရေးသားပြီးတော့အဆိုပါပုံတွေကိုဝေမျှထားခဲ့တာဖြစ်ပါတယ်။ဆိုပါပို့စာ24နှစ်အတွင်းမှာပဲ like ပေးသူ22တန်းကျော်ရှိသွားခဲ့ပါတယ်။ကန်နူကွင်းနဲ့သွားနေတဲ့မက်ဆီကိုသူတို့ဘာသာအမှတ်တရဗီဒီယိုရိုက်နေခဲ့တဲ့အတွေ့အကြုံကလည်းအမှတ်မတင်မှတ်တမ်းရယူနိုင်ခဲ့ပါတယ်။ရှင်းစားပြသူကိုပန်းစီပေးပြီးတော့ကြည်နူးနေကြတဲ့ဆိုပါအတွဲကဗီဒီယိုရိုက်ကူးနေခဲ့ကြတာဖြစ်ပြီးတော့မက်ဆီကသူတို့ရဲ့နောက်ကနေအေးအေးဆေးဆေးဖျက်ရှောက်လာခဲ့တာတွေ့ရပါတယ်။ ကောင်းလေးဖြစ်သူမြင်သွားချိန်မှာတော့အံ့အားတင်သွားခဲ့ပြီးတော့ရီစားဟုတောင်မှမကြည့်နိုင်တော့ဘဲနဲ့မက်ဆီကိုပဲငေးနေကြတာတွေ့ရပါတယ်။အင်ကာနီကပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာမက်ဆီကကျွန်တော်တို့ဘာစီလိုနာကိုအရန်လွှမ်းပါလေ။ကလေးနဲ့ကျွန်တော်စနီးတို့ကဘာစီလိုနာမျိုးကဟာရီကိုပုံမှန်ပြန်ပြောပြစ်ကြပါလေ။အဲဒီမှာကျွန်တော်တို့အိမ်ရှိပါလေ။အဲဒါကြောင့်အဲဒီကိုပြန်သွားဖို့ကျွန်တော်တို့အလိုရှိပါလေ။ကွင်ကြီးပြီးသွားတဲ့အခါမှာပြန်လာဖို့ဆန္ဒရှိပါလေ။ကျွန်တော်ဘဲရီကိုပြောင်းသွားပြီးကလေးကကန်တို့ကိုပြန်မလာဖြစ်သေးတာပါ။အဲဒီကနေထွက်ခွာဖို့ဖြစ်ခဲ့တာတွေကအထူးဆန်းနဲ့ခံစားချက်ကြီးပါ။ဘာကြောင့်လဲဆိုတော့ကျွန်တော်နောက်ဆုံးရာသီကို ဖန်တမစ်ကြောင့်ပြည်သက်တွေမပါဘဲနဲ့ကစားခဲ့ရပါတယ်ကျွန်တော်ဘဝတစ်ခုလုံးအဲဒီမှာပဲကုန်ဆုံးခဲ့ပြီးတော့ကျွန်တော်အိမ်မက်မှတ်ထားတယ်လို့တော့မထွက်ခွာနိုင်ခဲ့ပါဘူးလို့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်